ဒီခါတော့ honor ကနေပြီးတော့အသစ်ထွက်လာတဲ့ honor 89c smart ဆိုတဲ့ model အသစ်အကြောင်းနည်းနည်းလေး first impression တုပ်ပေးမယ်အဓိကကတော့ဒီဖုန်းကဒီတုဈေးတန်းဝင်ကျင်မှာဒါဝယ်လို့သင့်လားပြီးတော့ဒီဖုန်းကဘာတွေများထူခြားသွားတာလဲပြီးတော့ဘာတွေပိုကောင်းလဲဘယ်သူတွေအတွက်ဖြစ်မလဲဘယ်သူတွေဆိုရင်ဒီဖုန်းမဝယ်သင့်ဘူးလဲဒီအကြောင်းလေးကိုပြပြပေးမယ်ဆိုတော့ကျွန်တော်တို့ 89c smart phone တွေအကြောင်းစလိုက်ရအောင် ပြောရရင်ဒီ Honor ရဲ့8 series တွေဆိုတာကအဓိကသူတို့အကြမ်းခံတဲ့ဖုန်းတွေလို့ပြောလို့ရတယ် drop resistant တွေပါမယ် water resistant တွေပါမယ်ဒါမျိုးတွေကိုသူတို့ကထည့်ပေးထားတယ်ဈေးနှုန်းဆိုလို့ရှိရင်လည်းသူတို့ mid range တန်းမှာဆိုရင်ဒါ official global ထဲမှာဈေးနှုန်းရလဲ fair ဖြစ်တဲ့ဖုန်းတွေလို့ပြောလို့ရတယ်သူကအယောင်နေနဲ့ဆိုရင် siren blue နဲ့ midnight black ဆိုပြီးတော့နှစ်ယောက်လာတယ်လက်ထဲမှာခြိုင်ထားတာကဒါ midnight black color အမဲလေးတော်တော်လေးကိုမှလာရသူကလက်ရမထင်အနောက်ကသူက matte coat တင်လေးပါဖြစ်တဲ့အတွက်လက်ထဲမှာခြိုင်ရတာ အဲ crypto လေးကောင်းတယ်အရင်ချောချောဖြစ်နေရမျိုးကြီးလက်ရချင်တာမျိုးကြီးမရှိဘူးနောက်ထပ်သဘောကျစရာတစ်ချက်ကကြတော့ဒီ7သိန်းဝန်းကျင်မှာရှိတဲ့ online x9c smart ဆိုတဲ့ဖုန်းက तू က sgf 5 star comprehensive reliability certified ရတာဖြစ်တဲ့အတွက်တောင်းတန်းသူက drop resistant နေဒါပိုပြုတ်ကျတာမျိုးတွေပေါ့ဗျာရေးစင်တာရေးဆိုတာမျိုးတွေကိုဘာမှပြဿနာသိမရှိဘူးကိုကဒီဖုန်းကိုအကြံပရန်သုံးဖို့ရည်ရွယ်ထားတယ်ဆိုရင်တောင်မှဒီ7သိန်းဝန်းကျင်မှာဒီဖုန်းကကောင်းကောင်းအကြံပရန်သုံးဖို့ ုံးလို့ရတယ်ဟိုဘယ်လိုပြောမလဲခက်ချမ်းချမ်းလေးပေါ့ဗျာကျွန်တော်တို့ချမ်းချမ်းလေးတုံးရတာကြိုက်တယ်ဆိုတော့သူတွေအတွက်ကတော့တတော်ကောင်မှာအဆင်ပြေတဲ့ဖုန်းပေါ့ဆိုတော့ကျွန်တော်တို့ဒီမှာပါတဲ့ဘာညာလေးကိုပြောပြပါလိမ့်ဆိုတော့ဒီဖုန်းချောင်းလေးကိုဆက်ပြောကြတာပေါ့ဒီဖုန်းကပြောလို့ပြောရမှာမဟုတ်လက်ထဲမှာကင်တဲ့အခါမှာတတော်ကောင်မှာ comfortable ဖြစ်ပြီးတော့ပေါ့ပေါ့ပေါ့ပါလို့ခံစားရတယ်အခံစားရမှာပေါ့ဒီကောင်ကြီးရဲ့ဖုန်းတစ်ခုလုံးရဲ့အလေးချိန်ကလည်း193 gram ပဲရှိတယ်ဒီလောက်အလေးချိန်လေးကလက်ထဲမှာအရင်တိတိတသာလေးရလို့လည်းမခံစားဘူးသူကပေါ့တယ်ပြီးတော့ ီကောင်းကိုကန်ရတာကျွန်တော်တို့ပပလေးလိုလည်းခံစားရတယ်။ဒီကောင်းရဲ့အထုကလည်း7.88 mm ပဲရှိတယ်ဆိုတော့ဒီလိုခံစားရလည်းမထူကြဘူး။နောက်တစ်ချက်ဒီလိုအထုကမှသူကဘေးတွေအကုန်လုံးလုံးလုံးလေးလုပ်ပေးထားတာ။ဘောင်လေးတွေဒီလက်ထဲမှာကန်တဲ့ ham grip နေရာလေးအနောက်ဘက်ကပါအကုန်လုံးလုံးလုံးလေးလုပ်ပေးထားတာဖြစ်တဲ့အတွက်လက်ထဲမှာကန်တဲ့အခါမှာဒီဖုန်းကတော်တော်ကိုမှပါတယ်ဆိုတဲ့ feeling မျိုးရတယ်။အဲသူတို့ပြောသလိုဆိုတာ ultra sling feeling မျိုးလေးပေါ့။ဒါမျိုးလေးရတယ်။ ပြီးတော့ဒီကောင်းရဲ့ display ဒီကောင်းရဲ့ display ကနည်းနည်းထူးခြားတာကဘာလဲဆိုရင်သုံးမိထားတာတော့သူက TFT screen ပဲပြတ်တကောင် flat display ရုပ်တရက်ဒီကောင်ရဲ့ display ကိုကြည့်လိုက်မယ်ဆိုရင်ဒီကောင်က macro cut ပေါ့ဗျာကျွန်တော်ခွက်ကတ် display ကိုသုံးပေးထားတဲ့ပုံစံမျိုးနဲ့အောင်သွားတူတယ်တကယ်တော့မဟုတ်ဘူးဒီကောင်က flat display ကိုသုံးပေးထားတာတကယ်ဟုတ်မှာ flat surface ဒါပေမဲ့အဲ့လို 3D အခုံးပုံစံမျိုးလေးဖြစ်နေရလေရောဒါသူလုပ်ပေးထားရယ်ဒါ ratio ကတော်တော်လေးကိုမှသူ display ကလှတယ်လို့ပြောလို့ရတယ် display size ကတော့သူက6.8 inch ရှိတယ်ဒါကောင်မှ 120Hz နဲ့လာတယ်အဲ p brightness ကတော့150 nits ရတယ် ဒီစပီးအင်ဂျင်ချားကလည်းတော်တော်လေးကိုမစိုးကျွန်တော်တို့ဒါနေအောင်အောက်တို့ဘာလို့မှစမ်းသုံးကြည့်ရသလောက်လဲအိုကေတယ်ကျွန်တော် ကောင်းကောင်းကန်းကန်းမြင်ရတယ်အဲအရင်ကြီးကျွန်တော်စိုးသွမ်းမမြင်ရလောက်အောင်ဖြစ်နေရမျိုးမရှိဘူး TFT screen ဆိုပေမဲ့လည်း color ဘိုင်းတွေသူ့ရဲ့ဒီ contrast ဘိုင်းတွေကလည်းတော်တော်လေးကိုမှအဆင်ပြေတယ်တခုတတိထားမိတာကဓာတ်မုံနဲ့ပြောင်းသုံးတဲ့အခါမှာသူက TFT လို့တော့မထင်ရအောင်တော်တော်ကိုမှကြည့်လို့ကောင်းတယ် โอเคကျွန်တော်တို့ performance ဘက်ကိုဆက်သွားကြတာပေါ့ဒီ Honor X9 C smart မှာတုံးပေးထားတာကကြတော့ Dimensity 8025 Air Trial မှာသူက Magic OS 8.0ရဲ့ Android 14 base နဲ့လာတယ်။ဆိုတော့ပြောရရင်သူ Android 14အခြေခံပြီး Magic OS 8.0ကိုတုံးပေးထားတယ်။ဒါဟုတ်မှ Rambo Quest Dimensity 8025 Air Trial လို့အဆိုစီကိုထည့်ပေးထားတယ်ဆိုတော့ ကျင်းသေးပါရဲ့ဒီ7သိန်းဝင်းကျင်ဆိုတဲ့ဖုန်းက daily use အတွက် all round အတွက်သူ့ရဲ့ performance ကလုံလောက်တာထက်ပိုတယ်လို့ပြောလို့ရတယ်။ဂိမ်းလေးပါရင်ဆော့မယ်ဆိုရင်တော့မှတိတ်ထွေထူးကြီးပြဿနာရှိမဲ့အနေထားမှာမဟုတ်ဘူး။ daily use တော့ကတော့တော်တော်လေးအိုခွေတယ်။ social media တုံးတဲ့အခါကျွန်တော်တို့ဒီ software တွေကို run တဲ့အခါမှာသူ့ရဲ့ dimensity 925 ultra ရဲ့ magic os ကတော်တော်လေးကိုအဆင်ပြေပြီးတော့ magic os ရဲ့ user experience လည်းတော်တော်လေးကိုမှကောင်းလာတယ်။အဝင်ထွက်လေးတွေကအရန်ကို so smooth so soft နူးညံ့ပြီးတော့ ြည်ဟာတအားကုန်မှာမျက်စိပြေတာရှိတယ်ပြီးတော့ဒီကောင်ရဲ့ကင်မရာဒီကောင်ရဲ့ကင်မရာကလည်းပြောမယ်ဆိုရင်သူက one way megapixel main camera တစ်လုံးရယ်5 megapixel ultra wide တစ်လုံးနဲ့ထည့်ပေးထားတယ်။တခြားအပိုစာသားကင်မရာတွေတစ်လုံးမှမပါဘူး။ ပြီးတော့နောက်တစ်ခုအနေနဲ့ဗီဒီယိုရီကော်ဒင်းမှာဆိုရင်လည်းဒီကောင်ကရိုက်မယ်ဆိုရင် 1080p တက်ရိုက်လို့ရတယ်။ဆိုတော့ဘာပဲပြောဖလော့ရိုက်မယ်ပါညာဆိုလည်းဒီကင်မရာကအဆင်ပြေတယ်။တကယ်တမ်းဖလော့ရိုက်တာအကောင်းဆုံးအနေထားကတော့ 1080p ကတော့အကောင်းဆုံးပဲ။ဆယ်ဖီကလည်း system recovery နဲ့လာတယ်။ဒါကမှဗီဒီယိုရီကော်ဒင်းရိုက်မယ်ဆိုလို့ရှိရင်လည်း 1080p ကောင်းကောင်းရိုက်လို့ရတယ်။သူရဲ့ဒီဆယ်သိန်းဝန်းကျင်ဆိုရဲဈေးဒီ Honor brand ကအကျန်းခံတယ်ဆိုရဲဖုန်းစလုံးအနေနဲ့ထွက်လာတဲ့ပုံထွက်တရားဒါကျွန်တော်တို့တော်တော်လေးကိုမှအဆင်ပြေလို့ပြောလို့ရတယ်။ ြီးတော့ဒီကောင်းရဲ့ speaker speaker ကတော့သူက stereo speaker တော့မဟုတ်ဘူး mono speaker ပဲတလုံးနဲ့ဒါပေမဲ့သွားရှုပ်လို့မရအောင်ဆိုအနေထားမှာရှိရတယ်တော်တော်ကိုမှကျဲတယ်ပြဆုလဲဆုလဲကျဲဆုလေးပေါ့ဆာပါတကယ်တော့သူ speaker တလုံးနဲ့ကကောင်းကောင်းအလုပ်ဖြစ်တယ်စမ်းကြည့်ရတော့လဲ speaker တလုံးနဲ့ကိုမှသူ့ရဲ့အတန်အတွက်ကလည်းတော်တော်လေးကိုမှဒါကျဲကျဲလောင်လောင်ကြားရတယ်ဒီစည်းတန်းဝင်းကျင်ဖုန်းတလုံးအနေနဲ့ mono speaker ဖြစ်နေတာတခုကတော့ဒါနည်းနည်းလေး မဖြစ်တော့ကောင်းတာပေါ့နော်ဘယ်လိုပဲပြောသူ့ရဲ့ဒီစပီကာကတော့မိုနိုစပီကာဆိုရင်ပဲအကောင်းကောင်းအလုပ်ဖြစ်တယ်ပြောနောက်တစ်ချက်ကကြတော့ဘက်ထရီဒီ honor series ရဲ့ဘက်ထရီကပြောလို့ပြောမှာမဟုတ်သွားရှုပ်လို့ရတဲ့ကောင်နေမဟုတ်တော်တော်ကိုမှခံတာဘက်ထရီကတက်မှန်ဟိုတောင်းတောင်းသုံးမကုန်တဲ့ထဲမှာလေဒီကောင်နေလည်းပါတယ်ဘက်ထရီပြောပါတယ် ဟုတ်ဆိုတော့ဒီကောင်းရဲ့ဘက်ထရီကလည်း 9800mAh ဘက်ထရီကိုမှ 35W ဖတ်ချာခြင်းသုံးမိထားတယ်။ဒီဘက်ထရီနဲ့ဒီချာခြင်း Watt ကနည်းနည်းလေးတော့ gap ဖြစ်နေရဆိုပေမဲ့လည်းအဆင်ပြေတယ်။နည်းနည်းလေးအသွင်းနာကြာတယ်ဒါပေမဲ့ပြန်သုံးတဲ့အခါမှာအကြာကြီးသုံးလို့ရတယ်။ဆိုတော့ဒီ Honor 8900 Smart ဆိုတဲ့ဖုန်းကစက်သိန်းဝန်းကျင်မှာဘယ်လိုအနေထားရှိလဲ။ဝယ်သင့်လားဘယ်လိုလူတက်ဖြစ်မလဲ။ဒါကတော့ရှင်းပါတယ်။ကိုကဒီစက်သိန်းဝန်းကျင်ဆိုတဲ့ဈေးမှာအကျန်းခံတဲ့ဖုန်းတစ်လုံး display ကလည်းတော်တော်မဆိုးကောင်းနေဆိုတော့ဖုန်းတစ်လုံးလိုချင်တယ်ပြီးတော့ user experience လည်းကောင်းကောင်းလေးလိုချင်တယ်ဆိုတော့သူတွေအတွက်ကတော့ဒီဖုန်းကအဆင်တော်တော်ပြည့်လို့ပြောလို့ရတယ်။အဲဘလို့လူတွေမပြည့်ဘူးလဲဆိုရင်တော့ကိုက game ဆို game မှာ game ပဲတိမ်းမဲဆော့ခြင်းနဲ့အဲမနက် morning နဲ့ညမိုးချုပ်တဲ့အထိ game ကိုပဲဆော့ခြင်းနေရယ် game မဆော့ရရင်မနေနိုင်ဘူးဆိုရင်တော့မွဲတယ်။အဲအဓိကကသူက all rounder ကောင်းကောင်းလေးနဲ့ social media တွေကိုအေးအေးဆေးဆေးသုံးလို့ရအောင်လုပ်ပေးထားတဲ့ဖုန်းမျိုး။ဆိုတော့ အားမရတဲ့ချက်တရားရောဘာတွေရှိလဲဘယ်နေရာမှာဒီဖုန်းကိုနည်းနည်းလေးပြောင်းသွားစေချင်လဲပေါ့ဒါမျိုးလေးပြန်ပြီးကြည့်ကြမယ်ဒီမှာဆိုရင်တော့အားမရတဲ့ချက်ကသူ့ရဲ့ display ဘိုင်း display ဘိုင်းကအကုန်လုံးအားရတယ်ဒါပေမဲ့ဘက်ကနေဖွင့်လိုက်တဲ့အခါမှာအောက်ကချင်းလေးကမတိမတာလေးရောတိတိတတာလေးရောအဲ့လိုမျိုးနည်းနည်းလေးထူနေရမျိုးရှိတယ်ဒါကတော့နည်းနည်းလေး ဘာတကူပါဘူးတော့မသိဘူးเนาะအပေါ်ရီဘေးရီအကုန်လုံးကပပလေးရင်းနဲ့ရောင်ကန်းပြီးအောက်ကချင်းကြမှာသွားထူနေတာသူ့ရဲ့ idea လည်းနည်းနည်းတော့ကောင်းစားတယ်ပြီးတော့နောက်တစ်ချက်နေနဲ့ဆိုလို့ရှိရင်ဒီကောင်းရဲ့ charging watt 35 watt fast charging နေရာမှာအနည်းဆုံး45 watt တို့ကျွန်တော်တို့ဒီတခြားနည်းနည်းလေးပိုများမဲ့ watt မျိုးထည့်ပေးလိုက်ကြဆိုရင်တော့ပိုပြီးတော့ကောင်းသွားမယ်အနေထားမှာရှိတယ် အပြီးတော့ဒီခုနပြောလဲစားပေါ့နော် display မှာဆိုလဲဒါ AMOLED လေးဖြစ်ဖြစ် OLED လေးဖြစ်ဖြစ်တခုခုကိုတွဲပြီးတော့သုံးပေးပြီးချင်းလေးကိုသေးလိုက်မယ်ဆိုရင်တော့ဖြင့်တော်တော်လေးကိုမှဒီဖုန်းက perfect ပဲ အမသိပ်ပြီးတော့ပြောစရာမလိုလောက်ဖြစ်သွားလိမ့်မယ်။ဒါမှလည်းအခုဈေးနေထားရ10သိန်းဝန်းကျင်ဆိုတဲ့ဈေးမှာဒီ online 89C smart ဆိုတဲ့ဖုန်းကတော့ဒါ mirror dandan မှာရွေးချယ်စရာတခုအနေနဲ့ဖြစ်လာတယ်။အကျန်းခံတဲ့ကင်မရာလည်းမစိုးဘူး daily use အတွက်တော်တော်လေးသုံးလို့ကောင်းတဲ့ဖုန်းဆိုတော့ဒါ official global ဖုန်းတွေထဲမှာသွားပြီးတော့ဒါညင်းလုံးများတဲ့ဖုန်းတစ်လုံးလို့ပြောလို့ရတယ်။ဆိုတော့ online 89C smart ဆိုတဲ့ဖုန်းလေးကိုကိုလိုလိုဆိုရင်ဘယ်လိုမျိုးမြင်လဲ။ကောင်းလားဒီဈေးတန်းဝန်းကျင်မှာဘယ်လိုသဘောရလဲ။အောက်က comment မှာဆွေးနွေးသွားခဲ့ပါဦး။ ဆိုတော့ကျွန်တော်တို့နောက်မှတွေ့ကြပါတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်အရပင်ကြော်ပြီးပါ Yangon Mobile Store